ယူနိုက်တက်ကိုနိုင်ပွဲစီခေါ်ဆောင်နိုင်ခဲ့တဲ့လီဗာပူးနဲ့ပွဲကလော်မန်စ်ရဲ့အဖိုးတန်ကာကွယ်မှုတစ်ခုနဲ့ဆုံးဖြတ်ချက်တစ်ခုရာဒီဗတ်တန်ကလည်းတင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်အသင်းကတော့လီဗာပူးအသင်းကိုဝေခွင်းမှာတွားရောက်ကစားပြီးတော့နိုင်ပွဲရယူနိုက်ခဲ့ပါပြီညတက်ကအန်ဖီမှာနိုင်ပွဲမရတာဆယ်နှစ်နီးပါးရှိနေပါပြီဒါပေမဲ့ဒီတစ်ခါမှာတော့နိုင်တက်ကနိုင်ပွဲတစ်ပွဲပြန်လဲရှာဖွေသွားနိုင်ခဲ့တာပါနိုင်တက်အတွက်ဥဆောင်ကိုကိုအန်ဘူမော်ကတွင်းယူခဲ့ပြီးတော့ ကေဘောကတော့လီဗာပူးအသင်းအတွက်ပြန်လည်ခြေပါခဲ့တာပါ။ယူနိုက်တက်အတွက်နိုင်သေးကြစီမဲ့ဂိုးတော့ဟယ်ရီမက်ကွန်ရကအကောင်းတိုက်သင်ယူပေးသွားခဲ့တာပါ။ဒါကြောင့်မလို့ဒီပွဲမှာယူနိုက်တက်အတွက်အထူးခြေစွမ်းပြခဲ့သူတွေကအမ်ပိုမိုမကွန်ရတို့လို့ပြောနေပါရီ။ဒီကစားမတွေကခြေစွမ်းပြခဲ့တာမန်မာရီ။ဒါပေမဲ့ယူနိုက်တက်အတွက်မျက်နှာဖုံးနောက်ွယ်ကသူရဲ့ကောင်းကတော့ဂိုးသမားဖြစ်သူလော်မန့်စ်ပါပဲ။လော်မန့်စ်ကဒီပွဲမှာဒေါ်လေးကိုကောင်းမွန်ခဲ့တာပါ။ကိုပေါက်ကာကွယ်နိုင်မှုပိုင်းမှာတော့လော်မန့်စ်က၅ချိန်လောက်ထိကိုကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီထဲမှာယူနိုက်တက်ကိုနိုင်ပွဲပေါ်ဆောင်ပေးနိုင်ခဲ့တဲ့ကာကွယ်မှုက၂ချိန်ထိရှိနေပါရီ။ ဒီမတစ်ချိန်ကတော့ပထမပိုင်းမှာအီဆက်ရဲ့အပပြင်းထန်တဲ့ကံကြက်ကိုကာကွယ်မှု ဖြစ်ပါတယ်။အီဆက်က United ရဲ့နောက်ခံလူတွေဂျားလေးကနေပြေးထွက်သွားပြီးတော့အပပြင်းထန်တဲ့ကံကြက်နဲ့တည်ယူသွားခဲ့တာပါ။လောမက်စ်ကအရိကန်ချက်ကိုနေရာယူမှန်မှန်နဲ့ခြေထောက်နဲ့တားဆီးကာကွယ်သွားခဲ့တာပါဒုတိယတစ်လုံးကတော့ဆာလာတစ်လုံးလွတ်ထွက်လာတာကိုလောမက်စ်ကရှေ့ထွက်ဖိအားပေးခဲ့ပြီးတော့ဆာလာကန်ချက်လွဲသွားတာပါဒါကကိုယ်သမားတအုပ်အနေနဲ့ရှီတင်ရှီတိုက်တဲ့အရေးသွေးမျိုးပါပဲ ကိုကမကိုရောတက်တဲ့နဲ့လုံးစုတက်ပြီးတော့ဟန့်ရမှာပဲဖြစ်ပါတယ်ဒီလိုခိုက်တန်နေမှာလော်မန်စီရဲ့လက်စွမ်းနဲ့ဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့လို့ယူနိုက်တက်တို့နိုင်ပွဲရခဲ့လို့ပြောနိုင်ပါတယ်ဒီနေ့အတင်ဆက်မကားတွေလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးပါအောင်လို့ပြောရင်းနေဒီကုန်းချုပ်ပါတယ်ညာ